အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မင်းသိင်္ဂါ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတခါတင်ဆက်ပြီးမှာကတော့ကြာသာပရိသတ်များအတွက်2026ခုနှစ်အတွက်တနစ်တာကန်စားတာကံကြမ္မာဟောဇန်ကြီးပဲဖြစ်ပါတယ်ခင်ဗျာဒေါ်ဇန်ကြီးနာမစင်မီမှာကျွန်တော်တို့ရဲ့မင်းသိင်္ဂါ channel ကို subscribe မနေရလို့ဆိုရင် subscribe နေပြီးအားပေးသွားကြပါ like and share လည်းလုပ်ပေးသွားကြပါအောင်ခင်ဗျာအားလုံးပဲကျေးဇူးအထူးတင်ပါတယ်ကဲခုဆက်လက်ပြီးတော့ကြာသာပရိသတ်များအတွက် 2026ခုနှစ်အတွက်ဟောဇန်ကြီးကိုဖတ်ကြားပေးမှာပဲဖြစ်ပါတယ်။ဂျာတာမေတ္တာမိများဟာယခုနှစ်2026ခုနှစ်မှာမောတော်မောတာပေါ့ဒါပေမဲ့လည်းကံတွေကောင်းမှုနီးလာပါပြီဆိုတော့ဟောကင်းတွေကိုကြားရောက်နေတာပဲဖြစ်ပါတယ်။ကံတွေကောင်းမှုနီးလာပါပြီ။ဒီနေ့ထက်မှမိတ်ဆွေရဲ့ကံဟာအဆိုးဆုံးတွေကိုလွန်မြောက်လာခဲ့ပြီးမဲ့အကောင်းဆုံးတွေထက်ကိုလည်းရောက်လို့မလာသေးတဲ့ဂျာကာလာမျိုးဖြစ်နေပါတယ်။ ညံ့တဲ့အချိန်ကလေးတွေကလည်းအနေငယ်ရှိနေအောင်ပဲကောင်းတာလေးတွေကလည်းတဖြည်းဖြည်းနဲ့ကြုံတဲ့ကြုံလာနေရတဲ့အချိန်မျိုးပါဒါကြောင့်မို့ဒီအချိန်မှာမိတ်ဆွေအနေနဲ့စိတ်နှခွာရောင်းချကြတွေများနေမယ်အိမ်မကက်ခြင်းလို့နဲ့လှုပ်လှုပ်ရှိလှုပ်တွေကနေထွက်သွားခြင်းလို့လို့ပြောင်းသွားခြင်းလို့လို့မရေမရာတွေများနေပါလိမ့်မယ်အိမ်မကက်ခြင်းလို့လို့လက်ရှိလို့ကပဲထွက်သွားခြင်းလို့လို့နဲ့ မရှိမရာမတည်ကြတာတွေဖြစ်နေပါလိမ့်မယ်ကိုယ်တိုင်တော့မရှိမရာဆိုနေတော့ဘေးလူတွေကလည်းကိုယ်အဘောကိုမယုံသင်ကများနေပါလိမ့်မယ်မိတ်ဆွေနေနဲ့အခုတမျိုးတော်ကြဆိုတော်ကြတမျိုးဆိုသလိုဖြစ်နေတတ်ပါတယ်အဲ့တော့အဲ့လိုနှမျိုးမှာစိတ်နဲ့ကိုယ်နဲ့မကတ်တွေဖြစ်ပြီး အပြောမှာအဆိုမှာအလုံမှာအဆုံးပြတ်မှာတွေ ကြုံရတတ်ပါတယ်။ငွေမာတာပစ္စည်းမာတာစင်စရာမာတာဂရိဘေးမာဆိုတာမျိုးတွေကြုံရတတ်ပါတယ်။မွေသင်တာကိုဝယ်မိတာမယောင်းသင်တာကို ရောင်းမိတယ်ဆိုတာမျိုးတွေကြုံလာရတတ်ပါတယ်။ဟိတ်တာပဲဝင်ရတော့မလို့လို့ရောက်ရပေါရဟိုပဲထွက်သွားရောမလို့လို့ဆိုတာမျိုးတွေဖြစ်နေတတ်ပါတယ်အဲ့တော့ဘာယောဂါရဲ့လို့လဲជីကြီးမမမရှိပဲနဲ့စိတ်ဓာတ်တွေကြ စိတ်တွေရုပ်စိတ်တွေလေးပြီးလူမမာကြီးလိုဖြစ်နေတတ်ပါတယ်ဒီလိုချိန်မျိုးမှာဘယ်ကိစ္စမှမဆိုးခေါင်းကြီးစိတ်ရှည်ဖို့ကအရေးကြီးဆုံးပါပဲ။ အိမ်ပြောင်းနေရာပြောင်းကိစ္စတွေအလုပ်ပြောင်းအစီအစဉ်ပြောင်းတဲ့ကိစ္စတွေလည်းပြုလုပ်တင်ပါတယ်စတူကိစ္စတွေစာချုပ်ကိစ္စတွေစာချုပ်စာတမ်းကိစ္စတွေဆိုင်ငန်းကိစ္စတွေအိမ်အဆောက်အုံနေရာကိစ္စတွေကြီးကဲသူများနဲ့ပတ်သက်တော့ကိစ္စများစံစီစေးစာစာတောင်ကုန်ကိစ္စစိတ်ကိစ္စတွေမှာတော့အကျိုးပေးအောင်မြင်နိုင်တဲ့အချိန်ဖြစ်ပါတယ်မထင်မှတ်ဖက်နဲ့ယာရုဆိုင်ယာ နိုင်ငံခြားလူမျိုးရေးလူမျိုးခြားဆိုင်ရာကိစ္စတွေအထက်ထီဖနက်ကိစ္စတွေလျှက်စီပစ္စည်းဆိုင်ရာကိစ္စတွေမှာတော့အခွင့်အရေးတွေထူးထူးခြားခြားပေါ်လာတတ်ပါတယ်ဒီနေ့ထဲမှာငွေကန်ကတော့တော်တော်ကိုနှိမ့်နေပါတယ်ရာရာရှိတာတွေကကြာနေပြီးထွက်တာတွေကဒလဟောဖြစ်နေတတ်ပါတယ်ဒီကိမျိုးမှာငွေကိုချစ်ချုပ်ပြီးစုထားမိမယ်ဆိုရင်လေအဲ့ဒီငွေဟာစေဘွားကဖြစ်သွားတာတို့ ပျောက်တာတို့ယော်လိုက်ရတာတို့ဆိုတာမျိုးတွေဖြစ်သွားတတ်တယ်ဆိုတာလေးကိုသတိပြုပါကောင်းတာကတော့အလုပ်ကိစ္စတွေတို့မဟုတ်အိန္ဒိယထိုင်ကင်းကိစ္စတွေမှာငွေမြုပ်သွားပြီးကျွေးပါတင်သွားရင်တော့ခက်ကောင်းကောင်းလို့ပြောရမှာပါပဲအဓိကကတော့လက်ထဲမှာငွေများများကင်မထားဖို့ပါပဲဒီနေ့တည်းမှာပုံပြီးသီးပြတဲ့ကိစ္စလေးတွေကတော့လူရင်းတို့ရဲ့အထင်လွဲဆွဆွဲတာကိုခံရတတ်ပါတယ်မိရင်း မိတ်ဆွေရင်ဆရာသမားရင်တို့နဲ့အဆင်မပြေရင်မြေအမွေဖုံးပရိဘောကပဲပြောင်းကာကြောက်ကွန်ပျူတာကင်မရာခွေးကြောင်ကြက်ပညာရေးဆိုင်ရာသင်တန်းဆိုင်ရာကိစ္စတွေမှာစိတ်နှောင့်ယှက်များကြုံတွေ့ရတတ်ပါတယ်အထူးအဖြစ်တော့ကျန်ရာဘေးသားသမီးတရင်လာသားသမီးတွေနဲ့ပတ်သက်လာရင်ဒီနှစ်ထဲမှာပို့ပြီးတော့စိတ်ရှုပ်ခေါင်းစားရတတ်ပါတယ်ငယ်ရွယ်သူများဖို့တော့အချိန်ရေးကိစ္စ မင်္ဂလာကိစ္စတွေမှာဆွေမျိုးတွေဝင်ရှုပ်တာစကားရှုပ်တာစကားရှုပ်တာရဝေးခွဲနေရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်မင်္ဂလာကိစ္စတွေမှာတော့အစီအစဉ်ပြောင်းတာရက်ရွှေတာတွေကြုံရတတ်ပါတယ်အိမ်တော်ရှင်များအတွက်တော့အိမ်တော်ဘက်ရဲ့မိမိအိမ်တော်ဘက်ရဲ့ဝမ်းသာစရာသတင်းကောင်းတွေကြားရတတ်ပါတယ်ထီထိုးခြင်းရင်တော့မိမိရဲ့ ထီဝန္ဒနာဘာလို့ထီတိုးခြင်းရေနော်မိမိအိမ်နဲ့အနည်းဆုံးထီဆိုင်ညောင်ပင်ကြီးကြီးနဲ့ညရဲ့ထီဆိုင်တွေမှာတစ်စာသုံးစာထီကို ထိုးပေးပါထီပေါက်ခဲ့ရင်ပေါက်တဲ့ငွေတွေရဘာသာရေးဆိုင်ရာအဆောက်အုံဥပမာဇယက်ဓမ္မယုံစာတွေနဲ့ပတ်သက်တော့ပူဇော်ကောင်းမှုတွေလုပ်ပါမယ်လို့အဋိဌံပြီးထိုးပါလေကျမ်းမာရေးအနေနဲ့ခြေတော်ခါဖိုက်ခွဲစိတ်မှုဆိုင်ရာတွေကိုသတိထားပါဒီနေ့ထမ်းမှာ အရေးကြီးတဲ့ကိစ္စတွေပေါ်လာတိုင်းဟောဒီရေရာလေးတွေကိုလည်းအလေးနဲ့ထားပြီးပြုလုပ်ကြပါလို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာအင်္ဂါနေ့မနက်စောစောမှာမြတ်စွာဘုရားအာအုံးချောင်းညွန်ဇော်စင်းရှင်ညွန်တောက်တော်ရင်ချမ်းတစ်ခွက်အလင်းတိုင်းသုံးတိုင်းအုံးဒီသုံးဆိုင်အုံးဒီသုံးဆိုင်လူရန်ပြီးအလိုရှိရာဆူတောင်းပါလေအင်္ဂါနေ့မနက်စောစောမှာမြတ်စွာဘုရားအာအုံးချောင်းညွန်ဇော်စင်းရှင်ညွန်တောက်တော်ရင်ချမ်းတစ်ခွက်အလင်းတိုင်းသုံးတိုင်းအုံးဒီသုံးဆိုင်လူရန်ပြီး အလိုရှိရာဆုတောင်းပေးပါအရဟံဂုဏ်တော်ကို အတိတ်တန်ဖြင့်အရေးကြီးလင်ကြည်သလိုပတိစိတ်ပေးပါညောင်ဝင်ကြီးများတွင်ပန်ရည်ချမ်းစီမီလူတန်းချင်းတန်ရှင်ရပြုလုပ်ခြင်းစတော့ကုသိုလ်ကောင်းမှုများကို များများပြုလုပ်ပေးပါအရေးကြောင်များ ရှိတဲ့အခါမှာစပယ်ဘန်းတကုံးကို ဆောင်းသွားပါလေငွေကြေးကိစ္စတွေအရေးကြီးတဲ့အခါမှာ တိန်တို့သွားတော့လမ်းမှာတဲခဲကုသို့ပြုလုပ်ပါလေမိမိရောင်းကျင်သောပစ္စည်းများကိုချင်းပေါင်း9မြို့ဖြင့်52ချက်တည်တည်ရိုက်ချက်ရိုက်ပြီးပါမိမိမှာ ရောင်းမကုန်သောပစ္စည်းများရောင်းမစုံသောပစ္စည်းများရှိနေပါကချင်းပေါင်း9မြို့ဖြင့်52ချက်တည်တည်ရိုက်ချက်ပြီးပါလေအခက်အခဲများကြုံတဲ့အခါမှာကျမ်းမာရေးညံ့တဲ့အခါမှာခြားသာပရင်းနေမှာစံနိုစီဘူးတပူကံကို အပုံဝင်လေးခုနှစ်ပုံကပုံကြီးကျင်းကများကိုကျွေးမွေးပါလေမိမိမှာအခဲတွေခဲတွေကြုံတဲ့အခါမှာကျမ်းမာရေးတွေညံ့တဲ့အခါမှာဂျာတာပရင်းတွေမှာဆန်တို့စီဘူးတပူးကံကိုအပုံကလေးခုနှစ်ပုံကပုံပြီးကျင်းကလေးများကိုကျွေးမွေးပါဒါဆိုရင်တော့မိမိဓမ္မရှိတော့မကောင်းသောကံများပပျောက်ပြီးကောင်းသောကံများရရှိလာပါလိမ့်မယ်ဗျာအားလုံးသောဂျာတာပရင်းသားမီးပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေအနည်းခတ်သိမ်းဘေးခတ်သိမ်းကင်းကျင်းကြပါစေ စိတ်သွားတိုင်းကိုပါလူရာဇန္တာတွေလည်းကလုံးတော်ရတဲ့ပြေဝနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ